မန်စီးတီးသင်းရဲ့နီဗျာဂွာဒီယိုလာကပရီးမီးယားလိမှာနိုင်ပွဲ250အမြန်ဆုံးပြင်းပြအောင်ဆန်းဆောင်နိုင်ခဲ့ပြီးနောက်ကနဝင်နီဗျာတွေဖြစ်တဲ့ဖာဂူဆန်နဲ့အာဆန်ဝင်းကားတို့ကိုဖိတ်ခေါ်ပြီးညစာအတူစားမယ်လို့ပြောကြားခဲ့ပါတယ်။ဂွာဒီယိုလာဟာမနေ့ကရှင်မြန်ကစားခဲ့တဲ့ဘရန့်ဖို့နဲ့ပွဲစဉ်မှာပရီးမီးယားလိနိုင်ပွဲ250ပြင်းပြောက်ခဲ့ပြီးအဲ့ဒီအတွက်349ပွဲသာအချိန်ယူခဲ့ရတာကြောင့်ပရီးမီးယားလိမှာနိုင်ပွဲ250အမြန်ဆုံးပြင်းပြောက်တဲ့နီဗျာအဖြစ်ဆန့်ကျင်တင်နိုင်ခဲ့တာပါ။အရင်ကပရီးမီးယားလိမှာနိုင်ပွဲ250အမြန်ဆုံးပြင်းပြောက်သူအဖြစ် မန်ချက်စတာယူနိုက်တက်နီပြဟောင်းဖာဂူဆန်က404ပွဲနဲ့စံချိန်တင်ထားတာဖြစ်ပြီးအာဆင်နယ်နီပြဟောင်းအာဆင်ဝင်ကက423ပွဲနဲ့ဒုတိယနေရာမှာရှိနေခဲ့တာပါဇာလဖာဂူဆန်အာဆင်ဝင်ကတို့နဲ့အတူရှင်တွဲရည်တည်နိုင်တာကဆုလက်တစ်ခုပါပဲကျွန်တော်တို့ကိုညစာစားဖို့ဖိတ်ကြားသွားမှာပါပရီးမီးယားလိရဲ့တမိုင်းမှာအစိပ်ပိုင်းတစ်ခုဖြစ်လာတဲ့အတွက်လည်းတကယ့်ကိုကြည်နူးမိပါတယ်အခုနောက်ထပ်နိုင်ပွဲ250အတွက်ကြိုးစားသွားမှာပါလို့ဂေါ်ရီယူလာကပြောကြားခဲ့ပါတယ် ရီမီယာလိခေမှာနိုင်ပွဲ250ပြည့်အောင်ဆန်းဆောင်နိုင်တဲ့နည်းပြကဂွာဒီယိုလာဖာကူဆန်အာဆင်ဝင်ကနဲ့ဒေးဗစ်မွိုက်တို့လေးဦးသာရှိပြီးဒေးဗစ်မွိုက်ကတော့အသင်းတစ်သင်းနဲ့တော့မဟုတ်ဘဲအသင်းများစွာကိုကန်တွေပြီးရယူနိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်